တတိယွေသားသမီးမိတ်ဆွေများအတွက်2025ခုမေလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးမှာကပတ်တူတွဲပြီးလုပ်မယ့်ကိစ္စတွေစာချုပ်စာတမ်းချုပ်ဆိုလုပ်ကိုင်ရမယ့်ကိစ္စမျိုးတွေစံစီစေစာဆက်မှုစိုက်ပျိုးစိန်စာဥစာတမ်းစာတောက်ကုန်စာတောက်ဆိုင်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေကောင်းတယ်နောက်လုပ်ငန်းတစ်ခုခုကိုစတင်အခြေတည်တာတို့ထူထောင်တာတို့ဖောင်ဒေးရှင်းချတာတို့အဲ့ဒါမျိုးတွေပြုလုပ်တဲ့အချိန်ဖြစ်ပါတယ်စိတ်နှက်ခွဖြစ်စရာလေးတွေမတင်မကြလေးတွေကတော့များတတ်တယ်ဒီမှာဆက်နေမယ်မနေတော့ဘူးငါဒီအလုပ်ဆက်လုပ်မယ်မလုပ်တော့ဘူးပြောင်းမယ်မပြောင်းဘူးအဲ့လိုမျိုးဖြစ်တတ်တယ်ကိုယ်တိုင်တောင်မတင်မကြမ အေးမြာဆိုတော့ရွှေမျိုးမေးရွှေလို့ပေါ့ကံဘက်တွေကလည်း ဲသူစကားနှင်းနေစားမနေ့ကပြောတော့ဓမျိုးကူဓမျိုးပါလားဆိုတာမျိုးတွေဖြစ်နေတာတဲ့ကိုကလည်းသူများတွေကိုအမြင်မကြီးသူများတွေကလည်းကိုကိုမကောင်းမြင်ထင်လို့အမှုပကြာညအထင်လွဲဆိုဆိုခံရဒါမျိုးလေးတွေရှိတတ်တယ်တကယ်ယောဂါကြီးကြီးမားမားမဟုတ်ပေမဲ့စိတ်ထောင်းကိုကြီးဆိုသလိုပဲစိတ်တွေရှုပ်ထွေးအိပြအစာပြအစာမစေးမှပြမကြီးထိခိုက်တတ်တယ်လို့သတိပြုပါငွေတွေပစ္စည်းတွေမကုန်တယ်မကုန်မထွက်တယ်မထွက်မပြတ်တယ်မပြတ်မပြောက်တယ်မပြောက်အလေလွေလေးတွေများတတ်တယ်ဘလောက်ပဲသတိထားတာကြမ်းဖန်ပြီးတော့အကျွေးတွေပါတင်သွားတတ်တယ်ကဲတင်စရာရှိတယ်ပိုင်နေတာတင်ပြလိုက်ပြီးတော့ပတ်စံတွေပါတင်ကြလာချီငါ ဆွဲယုံပြီးတော့လုပ်ငန်းထူထောင်တာလို့အိမ်တွေဆိုင်တွေအဆောက်အဦနေရာထိုင်ခင်းကိစ္စစီမံခန့်ခွဲတာလို့ပြုလုပ်မယ်ဆိုရင် အလုံးကောင်းပါတယ်အဓိကကတော့ဒီချိန်လေးဟာကညမာဂုံးတက်ကိုယုံတက်နေတယ်လို့ပဲအောင်မြင်အောင်မြင်ချင်းတောင်ထိတ်ကိုရောက်ခံနေပြီသို့တော်လူကလက်လျှော့ခြင်းတို့လိုအားငယ်ခြင်းတို့လိုဖြစ်လာတတ်တယ်ကိုယ့်ရဲ့စိတ်အာရုံကို စုစည်းပြီးတော့ပတ်မှန်နေတဲ့လောက်တဲ့အချိန်မကြခင်မှာတော့ကဲအောင်မြင်ခြင်းကိုလက်ဝဲပိုင်ပိုင်ရရှိတော့မှာပါလို့နော်အဲ့တော့စိတ်အာရုံစုစည်း အားတင်ပြီးတော့ကြိုးစားပါအဲ့တော့ဒီလိုကိန်းမျိုးမှာကံရဲ့အပံမှုရရှိစေဖို့ဆိုရင်တနေ့ကနေသားသမီးမိတ်ဆွေတွေကခင်ရန်ရောင်းလို့မရန်ရောင်းလို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်သုံးသွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောက်အားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဇုံကလေးတစ်ချောင်းကဲအစီအမေသိနေတော့ဇုံလေးတစ်ချောင်းနဲ့ရောင်းရင်တဲ့ပစ္စည်းမှန်တယ်များလုပ်ငန်းလုံးပစ္စည်းမှန်တယ်များကိုတို့ခောက်ပြီးတော့ဆူတောင်းပါဒီလိုကိန်းမျိုးမှာကို့အတွက်ကံကောင်းလက်ရှင်စေမယ့်နံပါတ်တွေကဏ္ဍတွေကအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ငါးစည်းစကားတွေတတ်မှတ်မယ် အချင်းချင်းလုံမယ်။နာယီနေ့ရရွေးမယ်ဆိုရင်တစ်ကနန်း၆ကနန်းနေဟာကို့အတွက်ကံကောင်းလက်ရှင်စေပါလိမ့်မယ်။ကတလူကိမျိုးမှာတနင်္ဂနွေသားသမီးတွေကံရဲ့အပါမိုးရဖို့ဆိုရင်တော့စီကျက်ခေါက်ဆွဲလှူအောင်စီကျက်ခေါက်ဆွဲမြတ်စွာဘုရားမှာပဲလူလူအပေါင်းသမီးတွေကိုပဲဒါနပြုပြုပေါ့နော်။အများရမဟုတ်တော့အလွန်အရေးကြီးတဲ့ကိစ္စကြီးကြီးမားမားရှိတဲ့နေ့တွေမှာစီကျက်ခေါက်ဆွဲလှူဒန်းပြီးတော့ဒီနေ့ပြုလုပ်မဲ့ကိစ္စဘယ်လိုဘယ်လိုအောင်မြင်မှသိစုတောင်းမှုဖြစ်ပါလေ။ကဲအဲ့ဒါလေးနဲ့ကံရင်အပမိုးရရှိကြပါစေ။ဘေးရန်ရယ်ပေါင်းကလည်းကင်းပါချမ်းသာကြပါစေ။ကံညာဝရိယ သုံးချက်လုံးအကောင်းအောင်ကျုပ်ပါနမူနိုင်ကြပါသည်ခင်ဗျာပြီးတော့တနေ့လာသားသမီးမိတ်ဆွေများအတွက်2025ခုမေလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးကိုဟောရတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်မရတော့ဘူးအောင်မိတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလုပ်ဖို့ကံပတ်တွေနဲ့ပြန်လဲစုံစည်းရတတ်တယ်အကြောင်းရင်းရောက်ခက်ခဲတင်းကိုကြံ့ကြာပိတ်ဆို့နေတဲ့လုပ်ငန်းတွေရည်ရွယ်ချက်တွေအစီအစဉ်တွေပြန်ပြီးတော့အခြေအနေခွန်းလန်းကောင်းပေါ်ပေါက်တတ်တယ်ဒါကြောင့်မကြေပွဲတွေပေါ့ဗျာ ထင်းကိုကြံ့ကြံ့နေတဲ့ကိစ္စတွေကိုပြန်ကြိုးစားမလားကောင်းတယ်ကွဲကွာနေတဲ့ဆွေဆွေရဝေးရောက်နေတဲ့ဆွေမျိုးမိတ်ဆွေလို့ဖို့ကပ်ပြီးနေဆက်သွယ်ချိန်ဆက်မလားကောင်းတယ်ငွေဟောင်းပစ္စည်းအောင်နေပြန်ဝင်ဖို့ကြိုးစားမလားကောင်းတယ်အဲကောင်းတဲ့အဟောင်းနေပြန်ပေါ်တတ်တယ်လို့ကောင်းအောင်နေပြန်ပေါ်တတ်တယ်တော့သတိပြုပါဒီလိုကိမျိုးမှာကဲကသားသမီးတွေကငွေနဲ့ပတ်သက်တဲ့ကိစ္စအားလုံးကောင်းတယ်အပေါင်းအန်ချင်းငါကိစ္စတွေရွေးသွားတောင်းကျင်လာတို့ပဲဆန်သွားချီကျင်လာတို့အကျွေးဆက်ကျင်လာတို့ဝင်ငွေလာတာတိုးဖို့ကြိုးစားတာတို့နောက်ရွှေတို့ရေနာပစ္စည်းလက်ဝတ်လက်စားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေ ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအလူမင်္ဂလာပေါ်ထားတဲ့ရည်ရွယ်ချက်တွေတာသမီအောက်လည်းငယ်သားအလုသမတပိတပတ်မောင်နှမသားချင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအလုံးကောင်းပါတယ်ခင်ဗျာအခုရှိတာကကိုတို့တဲ့အောင်မြင်တဲ့အပေါ်မှာငွေရည်ရွှင်အဆင်ပြေတဲ့အပေါ်မှာမနာလိုအပြိုင်ဆိုင်လေးတော့ပေါ်လာတယ်တမန်တက်တက်ကိုညစ်တာတို့ယန်လောက်တာတို့ကြောက်တွန်းတာတို့အမှုပတ်ကြမ်းကြီးဆော်လေးတွေရှိတတ်ပေမဲ့ကိုကံကောင်းချင်းကြောက်နေပြီဖြစ်ပါတော့ကြောက်ကဲလုံကြီးသားတူတူတင်းနေဝက်လောက်ရရင်လည်းကောင်းမှကြိုက်ပြီးတော့စူးစမ်းပေတော့လို့ကြိုက်တွန်းလိုက်ပါတယ်ခင်ဗျာဒီလိုကင်းမျိုးမှာက စာချုပ်စာတမ်းစင်စရာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေလည်းလေးသတိထားပါခရီးလေးဖြစ်တတ်တယ်သွားခြင်းနဲ့ခရီးကမသွားပြမသွားခြင်းနဲ့ခရီးကပေါ်လာတော့လမ်းမှာငွေပြောက်ပစ္စည်းပြောက်တော့ဒါလေးတော့နည်းနည်းလေးသတိထားပါကဲဒီလိုကိမျိုးမှာတင်းလာသားသမီးတွေကံရဲ့အတမှုရဖို့ဆိုရင်အစိမ်းရောင်အဖြူရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝယ်စင်လုံးဆွဲပါနေတိုင်းမဟုတ်တော့မှအရေးကြီးတဲ့ကိစ္စရှိတဲ့နေမျိုးမှာဒီရောင်လေးတွေအားပြုတ်ပြီးဝယ်မယ်သုံးမယ်ရောင်းရင်းတဲ့ပစ္စည်းဆိုင်ခင်းပြီးတော့ပဲရောင်းရောင်း အင်းရောင်ချန်ရောင်ကားရောင်နွားရောင်ကြားရောင်နှဲ့ရောင်ငားရောင်ပဲဖြစ်ဖြစ်ရောင်းရင်တမှန်သမျှတော့နောက်လုပ်ငန်းသုံးပစ္စည်းမှန်သမျှကိုအလုပ်နဲ့ပတ်သက်ဆက်ဆံနေတဲ့ပစ္စည်းတွေပေါ့ကိုလုပ်ငန်းရဲ့ဆိုင်းဘုတ်တို့ကောင်တာစပွဲတို့ပတ်စံတဲ့တဲ့ဘုံတို့ခွက်တို့အဲ့ဒါတွေကိုကွန်ရွက်ကလေးနှစ်ရွက်နဲ့ရက်ကပ်ပြီးတော့ရိုက်ပြီးတော့ဆူတောင်းပါခင်ဗျဘာကွန်ရွက်ဖြစ်ဖြစ်အယိုးညာပါပါမပါပါအစဉ်ပြေတဲ့ကွန်ရွက်နှစ်ရွက်နဲ့ရက်ကပ်ပြီးတော့ရိုက်ပြီးတော့ဆူတောင်းပါဒီကိမျိုးမှာကိုအတွက်ကံကောင်းလက်ရှင်စေမယ့်နံပါတ်တွေကနန်းတွေ အိနံပါတ်ခြံနံပါတ်ကံနံပါတ်တွေရွေးမယ်ဟဲ့အယောင်းဝယ်ဈေးစကားတွေတတ်မှတ်မယ်ဟဲ့အချိန်ချက်လုတ်ဖို့ဘယ်နေ့ဘယ်ချိန်ရွေးမယ်ဟဲ့ဆိုရင်နှစ်ကတုံညကန်းနေဟာကို့အတွက်အကျိုးပေးကံကောင်းလက်ရှင်စီပါလိမ့်မယ်ခင်ဗျာကဲဒီလိုကိမျိုးမှာဒေလာသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်အရေးကြီးတဲ့လုပ်ငန်းဆောင်တာရှိတဲ့နေမျိုးမှာမြတ်စွာဘုရားမှာပဲလှူလို့အပေါင်းသမီးစီတွေကိုပဲဒါနပြုပြုကြာစံလှူဒန်းဒါနပြုခြင်းအဖြစ် ကဲတန်ပွင့်တန်မြင့်ကြပါစေဘေးပြာပေါင်းအောင်လည်းဝေးကွာကြပါစေအရေးကြီးလုပ်ငန်းဆောင်တာများအောင်ရအောင်ကြောင်းအပမှုကောင်းရရှိကြပါစေကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျူပန်းတော်မူနိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့အင်္ဂါသာသမီမိတ်ဆွေများကဲအစင်လာတားကြီးတဲ့အင်္ဂါသာသမီများမင်္ဂလာနာနှီးပါပြီဆိုတဲ့အကြောင်းလေးကဲအကျဉ်းသာပွားစီကြပါစို့တဲ့ဒီလိုကိမျိုးဟောရတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်လူတယောက်ရဲ့ဘဝမှာကံထူးတယ်ကံတက်တယ်ကံပွင့်တယ်ဆိုတော့ဒီလိုကိမျိုးမှလာကြုံတာ ရှိကရှိကကိုပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုစိတ်ရင်းစေတာဇွဲလုံးကဝိရိယအကျိုးခံစားရတာဟိုးအရင်တုန်းကဖြေခဲ့တဲ့ဇာမေဝဲအခုအောင်ပြီဟိုးအရင်တုန်းကရှောက်ထားတဲ့အလုပ်အခုရပြီဟိုးအရင်တုန်းကလာတာတိုးဖို့ပြောတာအမလီကူတိုးပြီဆိုတဲ့ဥစားမျိုးပေါ့နော်အခုအိတ်နေတော့ကန်းထပြီးတော့ကောင်းတဲ့ဂိတ်နော်အဲ့ရနှုတ်ပြီးတော့ကန်းကောင်းတဲ့ဂိတ်တကယ်လည်းအိတ်မနေနဲ့ဘူးနော်ဗီဒီယိုဆရာတိုင်းဟာကြလောက်ဆိုပြောပြဘူးကိုယ်တိုင်တော့ကြိုးစားနေကြည့်တာကြိုးစားပါအဲ့တော့ကန်းအချင်းကြီးကတော့ပေးပြီကန်းကမှရွှေမုန်းဝင်မှုကတော့ရွာပြီ င်္ဂါသားသမီးမိတ်ဆွေများကိုယ့်ဘက်ကအရမိခိုင်ဝင်နိုင်ကြပါသည်ခီပေါက်တယ်လို့မဲပေါက်တယ်လို့ဆူရတယ်လို့ယာလူတိုးတယ်လို့အမွေရတယ်လို့ကန်ထူတတ်တယ်မထင်မှတ်တဲ့မိတ်ဆွေတို့ဇေယသမားတို့စီကအကူအညီကောင်းအပံ့ပိုးကောင်းတွေရရှိလာတတ်တယ်ပညာရေးတို့တင်ကြားရေးတို့တင်ယူရေးတို့ပညာနဲ့ပတ်သက်သောကျောင်းနဲ့ပတ်သက်သောသင်တန်းနဲ့ပတ်သက်သောကိစ္စအဝဝအလုံးကောင်းတယ်မြေကိစ္စဖုံးကိစ္စအမွေကိစ္စပြိပောကပေပြောင်းပန်ပရိမကြီးပါဘူးအဲ့ဒါလိုကိစ္စမျိုးတွေလည်းအထူးအားကောင်းတဲ့အချိန်ဖြစ်ပါတယ်ငွေရွှင်ပြီးတော့ အလူမင်္ဂလာပေါ်လာတဲ့မင်္ဂလာစာတွေစီစဉ်ရတာတဲ့ပြည်တွင်းပြပကောင်းသောခရီးအချိုးထူးမှခရီးနော်ဘာသာရေးခရီးတွေအဲသွားရတာတဲ့ဒီလိုခရီးမျိုးမှာကိုယ်ကံကတအားကောင်းပေမဲ့ဆွေမျိုးမိတ်ဆွေလို့ဖို့ကံမဲ့တို့တို့ဘူပင်တော့ကလေးကြီးများရတာတဲ့သာသမီအောက်လည်းငယ်သားရည်ရင်းရေကံကိစ္စတွေတော့နည်းနည်းလေးအဲငွေကုန်ကြီးကြလေကြီးများတတ်တာလေးတော့သတိပြုပါမိတို့ပင်စိုးစီကားမှုကံအခြေအနေကတော့ပြီးနေပါပြီအရာမကြိုးစားရအောင်ဒီလိုခရီးမျိုးမှာအင်္ဂါသာသမီတွေကံရင်အပမှုရဖို့ဆိုရင် အဝါရောင်တို့ရွှေရောင်တို့လိန်မော်ရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စံလုပ်တယ်ပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အတက်အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်ဘာလုပ်ငန်းမဲ့လုပ်လို့လုပ်ငန်းသုံးပစ္စည်းတွေဆိုင်းပုံတွေပေါချာတွေပြည်စားတွေအလုပ်စပွဲတွေဟာလားနောက်တော့နော်အလုပ်လုပ်တဲ့ကားတွေယင်နေဆက်တွေနောက်ရောင်ကုန်ပစ္စည်းတွေဘာရောင်ရောင်ဆိုင်းခွင့်ပြီးရောင်တာပဲဖြစ်ဖြစ်အိမ်ရောင်ခြံရောင်ကားရောင်ငါရောင်ငှက်ရောင်ကျက်ရောင်ဆက်ရောင်မဲ့ဖြစ်ဖြစ်ရောင်ညင်တာမှန်တယ်များလို့လေစားလေးလက်တဆုပ်တော့ကိုလက်ကင်မော်လို့ဟာလေးနဲ့ထုတ်ပြီးတော့ စားထုတ်လေးနဲ့တို့ပြီးထုတ်ပြီးတော့ဆူတောင်းမှာဘယ်နဲ့ချက်ထူရမလဲမမင်းနဲ့ပြင်တိုင်းထုတ်အားတိုင်းထုတ်တတိယတိုင်းနာထုတ်နေဘာလောက်ရမှမသိအဲ့ဒါလေးနဲ့ထုတ်ပြီးဆူတောင်းနေပါနော်ဒီအတော့ဒီလိုဂိမ်းမျိုးမှာငင်္ဂသာသမီးများအတွက်ကံကောင်းလိုက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေကတော့၃ကဏ္ဍ၉ကဏ္ဍတွေဖြစ်ပါတယ်ကဲငင်္ဂသာသမီးတွေကကံကောင်းစရာရှိတာပိုကောင်းညှန့်ခိုက်နေကြောပါပြပြအောင်ဆိုရင်အောင်တာကလေးရရှိဖို့ဆက်ပြလှူဒါန်းတဲ့ကုသိုလ်ပြုလို့ပါခင်ဗျကဲဆက်ပြလေး အတုံးပဲဖြစ်ဖြစ်အခဲပဲဖြစ်ဖြစ်အမှောက်ပဲဖြစ်ဖြစ်အရည်ပဲဖြစ်ဖြစ်ဘူးပဲဖြစ်ဖြစ်အထုပ်ပဲဖြစ်ဖြစ်အဲ့ဒါအစဉ်ပြေတဲ့နေရာလိုအပ်တဲ့နေရာမှာကိုတိုင်းနိုင်ကိုကိုတိုင်းနိုင်နိုင်ကိုပေါ့နော်တင်တော်လူဆက်ပြလှူရတဲ့ကုသိုလ်လေးပြုအောင်အထူးသဖြင့်အရေးကြီးတဲ့လုပ်ငန်းဆောင်တာရှိတဲ့နေမျိုးတွေပါအဲ့ဒီကုသိုလ်လေးပြုပြီးတော့အင်္ဂါသားသမီးများကံပွင့်ကံမြင်ကြပါစေဘေးအန္တရာယ်ပေါင်းကလည်းကျင်းပချမ်းသာကြပါစေအရေးကြီးလုပ်ငန်းဆောင်တာများအောင်ရအောင်ကြောင်းအပံပိုးကောင်းလေးရရှိကြပါစေကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လေး ကျုပ်ပန်းတော်မူနိုင်ကြပါသည်ခင်ဗျာဆက်လက်ပြီးတော့ယရနာထုတ်တွင်နေမြို့မှာမဟာဗုဒ္ဓဟုတို့အလှည့်ကိုဆက်လက်ကြပါသို့ခင်ဗျာဗုဒ္ဓသားသမီးများဒီလိုကိမျိုးကိုဟောရတာတော်တော်လေးကျွန်တော်ဝမ်းသာအားရရှိလာပါတယ်ကံကောင်းတဲ့ဘက်ကိုရောက်နေပြီကံတရားကကိုယ့်အမျက်နဲ့သာပေးနေပြီအဲ့တော့ကိုယ့်ဘက်ကလုံနိုင်မှုစူးစမ်းနိုင်မှုပဲလိုတယ်အောင်မြင်ခြင်းကတော့ကိုယ့်အသက်စောင့်ကြည့်နေပါပြီလို့ကဲအဲ့တော့အောင်မြင်ခြင်းကလည်းကြိုလဲ့နေပြီကိုယ်ကလည်းအောင်မြင်ကြီးစီအရာကြည့်ကြကြပါသို့အဲ့တော့ဒီလိုကိမျိုးမှာလက်ရှိလုပ်ငန်းတွေကိုတိုးမလားချဲ့မလားအရှိန်မြင့်မလားကောင်းတယ်နောက်ထပ်လုပ်ငန်းတစ်အစီအစဉ်အထုတွေစမလားကောင်းတယ် ခยีသွားပြီးလောက်ရတဲ့အလုပ်တွေတည်ယူဖို့ဆောင်ရင်အလုပ်တွေလူပဲခยีသွားသွားကွန်ပီစီတည်ယူဖို့ဆောင်ရင်ပဲဖြစ်ဖြစ်အဲ့ဒါမျိုးကိစ္စတွေကောင်းတယ်ကိုယ့်စီကိုလည်းဝမ်းသာစရာတည်င်းကောင်းတွေဧည့်သည်ကောင်းတွေအဝေးပြည်ပကအဆက်အသွယ်ချိတ်ဆက်ကောင်းတွေရောက်လာတတ်ပါတယ်တာသမီအောက်လက်ငယ်သားအလုပ်သမားမောင်နှမသားချင်းတို့အတွက်ဝမ်းသာစရာစိတ်ချမ်းသာစရာတွေလည်းကြုံရတယ်အသည်အနံရေတွက်ကုန်းနစ်တန်တို့တဲ့အဖျော်ရမကတတိဝလဟင်းတီဟင်းရွယ်အသားငါနော်ရေတွက်ကုန်းရေချောင်းခကြီးရေလုပ်ငန်းနဲ့ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ဲတာမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်တယ်။အပြိုင်အဆိုင်ကြိတ်ကြိတ်နည်းနည်းလေးတွေတော့ကြိုးစားရတယ်။အဲ့တော့မင်းဘာဖြစ်တယ်ငါဘာဖြစ်တယ်ရှင်းညလင်းညညညခုံညမကိစ္စမျိုးဆိုလဲဒီ game မျိုးမှာကိုယ့်ဘက်ကအောင်တာအားကောင်းနေပါတယ်။ဘေးပါဝင်းညင်တို့အိမ်ညင်တို့ကြောင့်တော့စိတ်နောက်ရှိလေးတွေဖြစ်ရတာပေမဲ့ကဲကိုယ်ကံကောင်းရင်ဖြစ်ပါတော့ကြောင့်လုံကြီးသားတူတူတင်းတင်းဝက်လောဝင်ကောင်မှကြိုက်ပြီးကြိုးစားကြပါစို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။ဒီလိုကိမျိုးမှာမိသားစုအတွင်းမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်လူကြီးမိဘဆရာသမားတွေကိုတော့နည်းနည်းလေးအမြင်မကြီးအမြင်ဆောင်တာလေးတွေရှိတတ်တယ်။မိတ်ဆွေရင်းဆရာသမားလိုပုဂ္ဂိုလ်တို့ကြောင့်စိတ်ရှုပ်ရတာလည်းမျိုးလေးတွေဖုန်းကိစ္စ၊မြေကိစ္စ၊အမွေကိစ္စ၊ပညာရေးဆိုင်ရာကိစ္စလေးတွေမှာတော့နည်းနည်းလေးအဆင်မချောတာလေးတွေအဖုတက်လေးတွေရှိတတ်ပါတယ်။ဒီလိုကိမျိုးမှာဗုဒ္ဓသာသမီတွေကံရဲ့အပါမှုရဖို့ဆိုရင်အကွက်အပြောက်အဆက်အပြောက်အကြောင်းအကြားတွေများများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်လုံးဆွဲပါနေတိုင်းမဟုတ်တော့အရေးကြီးတဲ့ကိစ္စရှိတဲ့နေမျိုးတွေမှာပေါ့နော် မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့လည်းအောင်ဆိုရင်ဘာပစ္စည်းပဲရောင်းရောင်းဆိုင်ခင်းပြီးရောင်းတာပဲဖြစ်ဖြစ်အိမ်ရောင်းညင်တာကားရောင်းညင်တာခြံရောင်းမြေရောင်းညင်တာပဲဖြစ်ဖြစ်နော်။နောက်လုပ်ငန်းတုံးပစ္စည်းတွေမှန်တယ်မြတ်။ကိုယ်အလုပ်ရုံဆက်ရုံဆက်မှုလည်းမှုလုပ်ငန်းတုံးပစ္စည်းတွေအလုပ်လုပ်တဲ့ကားတွေဒါဆိုင်ကယ်တွေထော်လာကြီးတွေအလုပ်စပွဲတွေဆိုင်ပုတ်တွေပြေစာတွေပေါချာတွေနော်ပတ်စံထဲတဲ့ဘုံတွေပါတွေကိုရှောက်ပြီးလေးတလုံးကဲရှောက်ပြီးခက်နေရင်တော့ရှောက်อยู่လေးတထုပ်ပေါ့ရှောက်อยู่လေးတထုပ်နဲ့တို့ပြီးခောက်ပြီးဆူတောင်းမှာ ဘယ်နဲ့ချက်လဲဘယ်နဲ့ဘယ်နှခါလဲမမေးနဲ့တတိယတိုင်းခောက်နေအားတိုင်းခောက်နေပြင်းတိုင်းလာခောက်ဘာလို့မှမသိခောက်နေနော်ဒီအဲ့ဒါလေးနဲ့အယောင်ဝင်တို့တကြပါသေးလုပ်ငန်းတွေအောင်မြင်ကြပါသေးဒီကိန်းမျိုးမှာကို့အတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေကအာအဲ့နံပါတ်ခြံနံပါတ်ကဏ္ဍပါတ်တွေရွေးမယ်အယောင်ဝင်စည်းစကားတွေတတ်မှတ်မယ်အချင်းချက်လုပ်ဖို့ဘယ်နှနာကြီးဘယ်ရက်တွေရွေးမလဲဆိုရင်ဗောဓုသားသမီးများအတွက်ကသုံးကဏ္ဍ၆ကဏ္ဍတွေဟာကို့အတွက်ကံကောင်းလက်ရှင်စီပါလိမ့်မယ်ဒီလိုကိန်းမျိုးမှာဗောဓုသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းအညာခိုက်တွေရောပါပြပြအောင်ဆိုရင် အရေးကြီးတဲ့လုပ်ငန်းဆောင်တာရှိတဲ့နေမျိုးတွေမှာမနေ့ပိုင်းလေးပေါ့မြတ်စွာဘုရားမှာတရက်ယူသို့မဟုတ်တရက်သီးဖြော်ရည်သို့မဟုတ်တရက်သီးနဲ့ပတ်သက်တဲ့လူပဲပစ္စည်းလူတန်းပြီးတော့ဆူတောင်းမှုဖြစ်ပါတယ်ကဲတရက်သီးနဲ့ပတ်သက်တာတွေမိတ်ဆွေအပေါင်းအသင်းတွေကိုလည်းဒါနာပြုလို့ရတယ်အဲ့ဒါလေးပြုတ်ပြီးတော့ဘုရုဒသည်မြများကံပွင့်ကံမြင်ကြပါစေဘေးရန်တွေပေါင်းမှလည်းကျင်းပါချမ်းသာကြပါစေအရေးကြီးလုပ်ငန်းဆောင်တာများအောင်ရအောင်ကြောင်းအပမှုကောင်းလေးရရှိကြပါသည်ကံညာဝရိယ၃ချက်လုံးအကောင်အောင်လဲ ရုပ်ပန်းတော်မူလာကြပါသည်ခင်ဗျာဆက်လက်ပြီးတော့ကြာသာပရိသတ်မိမိတ်ဆွေများအတွက်ရရနာထိမဲ့ကြာသာပရိအတွက်ကိုအခါပေးလိုက်ကြပါစို့တဲ့2025ခုမေလတက်လာတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ဒီလိုကိန်းမျိုးဟောရတာတော်တော်လေးဝမ်းသာမိပါတယ်လူတယောက်ရဲ့ဘဝမှာအခြေအနေစံတန်းဟာရုပ်တရက်ဆိုသလိုအံ့ဩစရာကောင်းလောက်အောင်မြင့်တက်သွားတယ်ဆိုတာဒီလိုကိန်းမျိုးမှာဖြစ်တယ်ရာထူးတိုးသွားတယ်ဝင်ငွေလာတာတိုးတယ်ကိုယ်လုံငန်းဆိုရင်လည်းကိုယ့်အကူလုံငန်းတွေကိုတိုးမှချက်မယ်အရှိန်မြင့်မယ်လို့အိမ်ငှားလေးရတယ်အိမ်ပိုင်ဖြစ်သွားပြီလို့ ကားဆိုလေးကနေကားအကောင်းသားမလေးဖုံးအနေလေးကနေဖုံးအမြင့်ဆိုတာမျိုးကဒီလိုကိမျိုးမှလာပြီးဖြစ်တတ်တယ်။ကဲအဲ့တော့ကံတရားကတော့အချိန်နေပေးနေပါပြီ။ဂျာတော်ရသားမိမိဆွေများကိုယ့်ဘက်ကအရာမကြိုးစားကြပါစို့။လက်ရှိလုပ်ငန်းတွေကိုတိုးမဲ့ချက်မဲ့အချိန်မြင့်မဲ့ကိုယ့်ဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်းနေနော်။လုပ်ငန်းအတက်စမှာပဲဖြစ်ဖြစ်တိုးချက်မှာပဲဖြစ်ဖြစ်အခြေတည်မှာပဲဖြစ်ဖြစ်ကြိုးစားတဲ့အရှိတာတွေကြိုးစားပါ။အချိန်နေခွန်းလန်းကောင်းနေလဲပေးလာလိမ့်မယ်။ မထက်မတ်တဲ့အရင်နှီးတွေငွေတွေပေါ်လာတာတို့အကြံကောင်းညံကောင်းတွေအကူအညီကောင်းတွေရတာတို့ဖြစ်တတ်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေကားတို့ကြောက်တို့ကွန်ပျူတာတို့ကင်မရာတို့ကြက်ငါကြံကုန်ရုပ်ချက်တော့အဲ့တာမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါတယ်။ခုမှအဲဝင်ရုံးဝင်စင်မဟုတ်တဲ့ငွေတွေလည်းအလုံးလိုက်ရင်လိုက်ပုံလိုက်ထားလိုက်ထုတ်လိုက်ဝင်လာတတ်တယ်။ခုမှအဆင်ပြေတဲ့အတွက်ဆွေမျိုးသားချင်းတွေကိုကောင်းသောကူညီထောက်ပံ့နိုင်ခြင်းမျိုးတွေလည်း ပြလို့ရတာပါတယ်။ကဲဘသူ့ကိုငါចောင်းစီတာဝန်ယူယူလိုက်ချင်တာယူချင်လိုက်တာ။ဘသူ့ကိုနိုင်ငံခြားဘူဘူစီစဉ်ပေးချင်လိုက်တာ။ဘသူ့ကိုအရင်လေးလေးထုတ်ပေးချင်လိုက်တာ။ဆိုတဲ့ကိစ္စတွေလည်းအောင်မြင်သွားနိုင်ပါတယ်ဗျ။ဒီလိုကိမျိုးမှာမိသားစုအတွင်းမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်အတွင်းမှာပဲဖြစ်ဖြစ်အထက်လူကြီးနဲ့အောက်လူငယ်သားကြားကလန်ကလန်ညက်တတ်တာတွေလို့သတိပြုပါ။တာဒီမီအောက်လူငယ်သားကိစ္စတို့နောက်တစ်ခုကဒီအိမ်မွေးတိရိစ္ဆာန်ခွေးကြောင်ကြက်ငှက်ငါအဲ့ဒီလိုကိစ္စကိုအကြောင်းပြုပြီးတော့နည်းနည်းလေးစိတ်နောက်ဖြစ်လေးတွေဖြစ်တတ်တာတော့သတိပြုပါ။ အောက်လက်ငယ်သားတို့အတွက်မောင်နှမသားချင်းတို့တွေလည်းမောင်နှမသားချင်းတို့အတွက်လည်းငွေကုန်ကြေးကြလေးတွေတော့များတတ်တယ်ပေါ့နော်ကဲဒီလိုဂိမ်းမျိုးမှာတာမိုးကြီးပစ္စည်းတွေဝယ်ယူစုဆောင်ခြင်းအစီအစဉ်လည်းအကောင်းအလွန်ကောင်းပါတယ်အိမ်နေခြံနေကားတွေမြေတွေဝယ်ချင်တာရောင်းချင်တာအဲ့ဒီကိစ္စတွေဖြစ်ဖြစ်စီစီဂျိုတာတက်ပါတယ်အဲ့တော့ကြော်ရီသားသမီးများကအရေးကြီးတဲ့ကိစ္စကြီးမှရှိတဲ့ရက်မျိုးတွေမှာကံရဲ့အပါမိုးရဖို့ဆိုရင်အဖြူရောင်တို့ငွေရောင်တို့မိခိုးရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်သုံးသွဲပါ မိမိတွေရောင်းမုံပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်ဓာမီအားကောင်းကောင်းတက်လက်နဲ့ထုတ်ပြီးစုတော့မှာရောင်းရင်းနဲ့ပစ္စည်းမှလည်းမြဘာရောင်းနေရောင်းရင်ကြီးကြီးသေးသေးနီနီဝေးဝေးဓာမီနဲ့ထုတ်ပြီးစုတော့မှာအောင်ဘယ်နဲ့ခါရမဟုတ်ဘူးတရိယာတိုင်းထုတ်အားတိုင်းထုတ်ဟာလာလုပ်ငန်းလုံးပစ္စည်းအလုပ်ယုံစေယုံစက်မှုလည်းမှုလုပ်ငန်းလုံးပစ္စည်းတွေအလုပ်လုပ်နေတဲ့ကားတွေရင်းနေဆက်တွေထော်လာကြီးတွေဆိုင်ကယ်တွေအဲ့ဓာမီနဲ့ထုတ်တို့ပြီးတော့စုတော့မှာဒီတလအတွင်းကိုယ့်အတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေရဲ့အဲ့နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဈေးစကားတွေတတ်မှတ်မယ် အချင်းအချက်လုံးမယ်ဘယ်နေ့ဘယ်နေ့ဆိုရင်နှစ်ကနန်းရှစ်ကနန်းနေရာကိုအတွက်ကံကောင်းလက်ရွှင်စေပါလိမ့်မယ်ခင်ဗျအဲ့တော့ကြာပြီသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စအကြီးအမားရှိတဲ့နေမျိုးတွေမှာနနက်ယူလှူပြီးတော့ဆူတောင်းပါညစွာဘုရားမှာပဲလှူလူအပေါင်းနေမိတ်ဆွေတွေကိုပဲဒါနာပြုပြုနနက်ယူလှူတဲ့နေကုသိုလ်ပြုပြီးတော့ကြာပြီသားသမီးမိတ်ဆွေများကံပွင့်ကံမြင်ကြပါသည်ဘေးအန္တရာယ်ကလည်းကင်းပါချမ်းသာကြပါသည်အရေးကြီးလုပ်ငန်းဆောင်တာများအောင်ရအောင်ချောင်းအပမိုးကောင်းလေးရရှိကြပါစေ။ ကံဉဏ်ဝရိယ၃ချက်လုံးအာကောင်းအောင်လဲကျူပန်းတော်မူနိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့စိန်ရွှေကြောက်ရဏာတွေကိုဇေတောက်တာကစားမဲ့တောက်ကြတာသမီးတို့အတွက်2025ခုမေလကလာတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးမှာတောက်ကြတာသမီးတွေမိမိအတွက်ပဲဖြစ်ဖြစ်ဆွေမျိုးမိတ်ဆွေမိသားစုအပေါင်းအသင်းများအတွက်ပဲဖြစ်ဖြစ်ပညာရေးဆိုင်ရာကိစ္စတွေနိုင်ငံခြားဆိုင်ရာကိစ္စတွေအဓိကထားပြီးစူးစမ်းတတ်ပါတယ် ပညာသင်ကြားရေးသင်ယူရေးကြောင်းကိစ္စသင်တန်းကိစ္စဘယ်စာမွှတ်ဖြစ်မယ်ဘယ်သင်တန်းတက်မယ်ဘာဝင်ဝင်လျှောက်မယ်ဘာအင်နာဘူးဖြစ်မယ်ဆိုတဲ့ကိစ္စမျိုးတွေစုလို့ပွဲလို့ဂုံလို့လို့ယာလို့ကိစ္စနိုင်ငံသားနဲ့ပတ်သက်တဲ့ကိစ္စကိစ္စဝဝအဲ့ဒါတွေကိုအဓိကထားပြီးစူးစမ်းတက်ပါလေစိတ်မောလူမောလေးတော့များတတ်တယ်ကြီးတော်တော့အလကားကြောင်းပါလေဆိုတာမျိုးဟိုလူကူညီရဒီလူကူညီရဆွေးမျိုးကိစ္စအပေါင်းအသင်းကိစ္စရရွာကိစ္စတာရင်းနိုင်ရည်နဲ့မနိုင်ဝင်နေထမ်းပြီးလူကတော့တော်တော်လေးနည်းနည်း စိတ်ရှုပ်ဝတတ်တယ်ပေါ့နော်အဲ့ဒါအိမ်လဲအိမ်မှမလို့အလုံးလဲအလုံးမှမလို့လူကစိတ်တို့လဲပေါက်ကွဲဘသူရလောက်ရမလဲဖြစ်ပြီးတော့ဘာမှမတားလေးနဲ့အိမ်ဘဝကနေဆင်းသွားမယ်လို့အလုကနေထွက်တယ်ကွာဆိုရမျိုးတွေဖြစ်တတ်တယ်နော်လင်မယားချင်းကွဲမယ်လို့သမီးစားချင်းကွဲမယ်လို့ငါတီလာရှင်သွားဖို့တော့မအားငါတော့ဘုံကြီးပဲဖွတ်တော့မယ်ဆိုရမျိုးတွေဖြစ်တတ်တယ်အဲ့တော့လက်ရှိအလုပ်လက်ရှိနေရာနေရာမှာအသာကလေးမှေ့ထားတဲ့နေတယ်နော်ဒီချိန်လေးကနည်းနည်းလေးအဲ့ဒီခါကြိုင်းပြောနေစိတ်ယူပေါက်တတ်လို့အလုကနေထွက်သွားမယ်လို့အိမ်ကနေထွက်သွားမယ်လို့အဲ့ဒါလေးနည်းနည်းလေးကယူဆိုင်ပါ ်ခေါင်းအေးအေးစိတ်ရှည်ရှည်လေးနဲ့ကြိုးစားရအောင်အဲ့တော့အချိန်နေပေးတာတွေကိုပေးသလိုကြိုးစားမယ်အချိန်နေမပေးတာတွေကိုဇွတ်မလုပ်မိပါသေးနဲ့အရေးကြီးတာကအဲ့တော့အထယ်အလိုက်တို့ ठी ဖဏတ်တို့လျှက်စစ်ပစ္စည်းတို့ဓာတ်စီတီဇက်ဓာတ်တထုနှံနွားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စပညာရေးဆိုင်ရာကိစ္စတွေကိုတော့အားပြုပြီးတော့ကြိုးစားသင့်ပါတယ်တော်အောင်ကိစ္စတော့ခေါင်းအေးအေးစိတ်အေးလေးနဲ့ခြိတရအောင်သူများအဆိုးကကိုအဆိုးသူများအလုံးကကိုအလုံးသူများအမကိုအမမဖြစ်ပါစေနဲ့နော်အဲ့တော့ဒီလိုကိန်းမျိုးမှာဆွေမျိုးသားချင်းတို့အတွက်နည်းနည်းလေးပုံပြင်တော့ကများရတဲ့ လန်ခยีငွေပြောက်ပစ္စည်းပြောက်ကိစ္စလေးတရိထားပါအဲ့တော့တောက်ကြသားသမီးများကအရေးကြီးတဲ့ကိစ္စကြီးကြီးမားမားရှိတဲ့နေမျိုးကြရင်ကံရဲ့အပံမိုးရဖို့အတွက်အဝါရောင်တို့ရွှေရောင်တို့လိမ့်မော်ရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စံသုံးကြပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ထင်းရက်ခက်လေးတလုံးထင်းရက်ကြီးကြီးသေးသေးဖြူဖြူမဲမဲထင်းရက်ခက်လေးတလုံးနဲ့ရောင်ရင်တဲ့ပစ္စည်းမှန်လည်းမြလုပ်ငန်းသုံးပစ္စည်းအလုပ်ယုံစိတ်ယုံစက်မှုလည်းမှုလုပ်ငန်းသုံးပစ္စည်းတွေကိုလုပ်ငန်းရဲ့ ဘွဲတွေကကောင်တာတွေဘာတွေခောက်မှာပေါ့တတိယတိုင်းအားတိုင်းလာအဲ့ဒါထင်းရက်ကလေးနဲ့ခောက်ခေါက်ပြီးတော့ချူတောင်းအရောင်းတွေပွင့်အောင်လုပ်ငန်းဆောင်တာတွေလုပ်ရအောင်ဒီတလအတွင်းအရေးကြီးတဲ့ကိစ္စအကြီးမားရှိတဲ့နေမျိုးတွေမှာတောက်ကြသားသမီးတွေကမုံကျွ၊ဗာမုံကျွပဲဖြစ်ဖြစ်ဗျာမုံကျွဆိုတာဖြစ်ဖို့ပဲမုံကျွလူသားနဲ့ကုသိုလ်လေးပြုပါအမြတ်စွာဘုရားမှာပဲလူလူအပေါင်းနေမိတ်ဆွေတွေကိုပဲဒါနာပြုပြုအဲ့ဒါလေးပြုပြီးတော့ကဲဒီနေ့ပြုလို့မဲ့ကိုပဲကိစ္စပဲလုပ်ငန်းတွေဘလို့အောင်မြင်ပါစေဆုတောင်းမှုဖြစ်ပါလေကဲအဲ့ဒါလေးနဲ့ကံရဲ့အပမှုရကြပါစေဘေးအန္တရာယ်ပေါင်းကလည်းကင်းပါချမ်းသာကြပါစေ ကံညာဝရိယ၃ချက်လုံးအကောင်အောင်လဲကြိုးပမ်းတော်မူနိုင်ကြပါသည်ခင်ဗျာဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများအတွက်အခြေပွားစီမံစနေသားသမီးတွေရွှေမရှားငွေမရှားစနေနဂါးလေးတွေအတွက်2025ခုမေလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုကိန်းမျိုးမှာကမတင်မကြမရေမြဖြစ်နေတဲ့ကိစ္စတွေကိုပြက်ပြက်တာတာပိုင်မနေနိုင်ဆုံးဖြတ်တဲ့ အထူးသဖြင့်အိမ်အဟောင်းနဲ့တက်လုပ်ငန်းအဟောင်းနဲ့တက်တာဝန်အဟောင်းနဲ့တက်နေရာအဟောင်းနဲ့တက်နှစ်မျိုးနှစ်ခွာတွေရှင်းလာခဲ့ရင်အိမ်တက်လုပ်ငန်းတက်နေရာတက်အစီအစဉ်အတက်တွေဘက်ကိုဦးစားပေးပြီးတော့ဆုံးဖြတ်တင်ပါတယ်လက်ရှိလို့လက်ရှိနေရာမှာညင်ညင်ကြီးရှိနေရင်နည်းနည်းလေးအဆင်မပြေအချက်အလက်တွေကြီးမားရေးကိစ္စလေးလာပတ်တရရတယ်ဒါကြောင့်လုံလုံအပြောင်းအလဲအတက်အဆန်းအစီအစဉ်မရှိရင်တောင်မိမိရဲ့လုပ်ငန်းဆောင်တာနေရာထိုင်ခင်းနေမှာ ပြင်ဆင်မမှန်တာလေးလုံခံတယ်များလုတ်ပေးသေးခြင်းပါတယ်ဟာတန်ရှင်းတွေပါလေးလုတ်ဝေးနေဒီနာထားနေကြပစ္စည်းတွေဟိုနာရွှေ့မယ်ဒီခုံလေးနဲ့ထိုင်နေကြနေခုံဟိုခုံလေးနဲ့ပြောင်းထိုင်မယ်ဒီဘက်လှည့်ပြီးအလုပ်လုပ်နေကြနေဟိုဘက်လေးကိုလှည့်ပြီးလုပ်လုပ်မယ်စသဖြင့်ပေါ့နော်အပြောင်းလဲတွေလုံခံလုတ်ပေးသေးခြင်းပါတယ်ခကြီးသွားလာရည်တဲယူဖို့ဆောင်ရင်အဝေးပြည်ပနဲ့ဆက်နွယ်ချစ်တဲ့ကိစ္စတွေတောင်းတယ်ခကြီးလက်တိုးတိုးရှည်ရှည်နီနီဝေဝေတွားနဲ့တွားနေတဲ့လောက်သွားပေးသေးခြင်းပါတယ်ဒီကာလမှာကအဲ့ခကြီးလေးသွားပေးတာကိုအတွက်ရည်ရာဖြစ်နေလို့နော်အဲ့တော့အိမ်စာအုပ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာအစီအစဉ်တွေ ဖော်လို့ရေးကိစ္စတို့အိမ်ဆောက်ပစ္စည်းတို့နော်အုတ်တို့ဥတို့အင်းတို့အေးတို့အုံးတို့အဲ့ဒါမျိုးတွေအလွန်ကောင်းတယ်အဖွဲ့အစည်းနဲ့စုပေါင်းလုပ်ကြတဲ့ကိစ္စမျိုးတွေလူကြီးမိဘဆရာသမားတွေစီမှာသွားရောက်ပြီးတော့တွေ့ဆုံအခွင့်အရေးတောင်းတာအကြံဉာဏ်တောင်းတာအဲ့ဒါမျိုးတွေလည်းအလွန်ကောင်းတဲ့အခြေဖြစ်ပါတယ်နည်းနည်းလေးခါတိုင်းလာတွေတဲ့ရံရွယ်နောက်ချက်လေးတွေပုံများတတ်တာသတိပြုနောက်ကញ្ញမာမုံတိုင်းလေးနည်းနည်းထားတယ်လို့ပြောရမှာပေါ့သို့တော့ဒီလိုကိန်းမျိုးဟောတာကျွန်တော်ကပုံသဘောကြတယ်ဘာလို့လဲဆိုတော့ဟိုမရောက်ဒီမရောက်မတင်မကြမရင်မရာကြီးဖြစ်နေမယ်အစား ဒီကိမျိုးကတော့ပြရသားသားပိုင်မနေနိုင်ပဲဖြူမှာဆိုဖြူပဲမဲမှာဆိုမဲပဲလူတရားရဲ့ဘဝမှာထိတ်ဆုံးတက်သွားရင်လည်းဒီကိအောက်ဆုံးပြုတ်ကြရင်လည်းဒီကိယာဒူးတိုးလို့ဆိုလည်းဒီကိအလုတ်ပြုတ်လို့ဆိုလည်းဒီကိအတဲကြတော့ကြမ်းတတ်တယ်အဲ့တော့ကိုယ့်ဘုံမှာလည်းမူတည်ပါလိမ့်မယ်။ကိုယ့်ဘက်ကပိုင်နိုင်နိုင်ပြီးပြီးပြီးမင်းလုံနိုင်တဲ့ကိစ္စတွေမှာထိတ်ဆုံးနှန်းကိုရောက်သွားအောင်အောင်မြင်နိုင်ပြီးတော့မဆိုးဖို့ပုံမပြီးမင်းမရေမရမပိုင်မနိုင်သွားလို့မင်းလည်းဆုံးချုံနေတာမျိုးကြီးမာတတ်ပါတယ်။ကြည့်ဒါကြောင့်ကံကြမ္မာကြားမိရတော့သွားမစွဲမိစေနဲ့ လုံးမှာဆိုရင်တော့အဲ့ကြောက်အပိုင်းမှာကံညမာကြောက်အပိုင်းကင်ပေါက်နိုင်တော့လှုပ်ချလိုက်ပါဖြူမှာဆိုဖြူမဲမှာဆိုမဲလုံးမှာဆိုလုံးရမှာဆိုရဒုံလုံးချဆုံးဖြတ်ပြီးအပိုင်းကျိုးသားရအောင်ပါကဲဒီလိုကိမျိုးမှာစနေသားသမီးတွေအရေးကြီးတဲ့ကိစ္စကြီးမှရှိတဲ့အခါဒီမှာကံရင်အပါမို့ရပါအနီရောင်တို့ခရမ်းရောင်တို့မရမ်းရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်လုံးကြပါမိမိတို့ရဲ့ရောင်ုံပစ္စည်းတွေရောင်အပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်တော့လေးတစ်ချောင်းတို့မလို့တော့ရွယ်လေးနဲ့ပေါ့နော် တော့တော့နဲ့ပေါ့တော့ကြောင်းဆိုဖြစ်ဖြစ်တခြားမှာဖြစ်ဖြစ်တော့တွေဖြစ်ဖြစ်အဲ့ဒီတော့နဲ့ရောင်းမွန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုရိုက်ပြီးခောက်ပြီးတော့ဆူတောင်းမှာကို့အတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကနေအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဆိုင်နံပါတ်တွေရွေးမယ်အယောင်ဝယ်ဈေးစကားသတ်မှတ်မယ်အချိန်ကျဘယ်နေ့ဘယ်နာရီစနေသားပြင်းများအတွက်ကိုကနန်းတစ်ကနန်းနေဟာကို့အတွက်ကံကောင်းလက်ရှင်စေပါလိမ့်မယ်ဒီလိုကိမျိုးမှာစနေသားပြင်းတွေကံရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စရှိတဲ့နေမျိုးတွေမှာတစ်တီးလှူဒါန်းတဲ့ကုသိုလ်ပြုလို့အောင် မြတ်စွာဘုရားမှာပဲလှူလို့အပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုကဲခုအစဉ်ပြည့်တဲ့တော်တဲ့တည်တည်ဒါနပြုလှူဒန်းပြီးတော့တဏိသာသမီးများကံပွင့်ကံမြင့်ကြပါစေဘေးအန္တရာယ်ပေါင်းကလည်းကင်းပါထမ်းလာကြပါစေကံညာဝရိယ၃ချက်လုံးအကောင်းအောင်လဲကျူပါနာမူနိုင်ကြပါစေခင်ဗျာ